ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာလီဘီယာနဲ့ရဝန်ဖြစ်ပွားမဲ့အချိန်ဟာပင်လယ်ရေ trap နဲ့တိုက်နေတာကြောင့်ခြေမစင်းနိုင်ပဲမြဝကျွန်းပေါ်နဲ့ရန်ကုန်တို့မှာရေကြီးမှုတွေဖြစ်ပွားနိုင်တယ်လို့မိုးလေဝသနဲ့စလာဘရီယာညွှန်ကြားမှုဦးစီးဌာနမှာအငိမ့်စားညွှန်ကြားမှုအချက်ကျော်ကပြောပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေလုမငိမ့်တပ်မှုကလီဘီယာနဲ့ရဝန်အဆင့်ကိုပြောင်းလဲပါကရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊စကိုင်း၊မကွေ၊အေရဝတီ၊ရန်ကုန်၊ပဲခူး၊မွန်နဲ့ကရင်ပြည်နယ်တွေမှာလည်းမိုးတဲနိုင်တယ်လို့ဦးချစ်ကျော်ကဆက်လက်ပြောပါတယ်။ အခုအချိန်နေနဲ့ပတ်သက်ပြီးမိုးလေဝသနယ်စလာဘရီယာညွှန်ကြားမှုဦးစီးဌာနကညွှန်ကြားမှုဦးကျော်လွင်ကအခုလိုပြောပါရယ်။နေ့နေ့၃နာရီခွဲချိန်တိုင်းတော်ကျန်းကျန်းရာဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းမှာလီပီးယားနဲ့ရဘုံတို့ခုဖြစ်ပေါ်နေပါသည်။ဒါရှိလီပီးယားနဲ့ရဘုံဖြစ်ဖြစ်ပေါ်တဲ့နေရာမှာအိန္ဒိယကမ်းခြေနဲ့နီးကပ်နေတော်လေလီပီးယားနဲ့ရဘုံရဲ့အဆင့်ကျောင်းမှုလို့ယောဂကျုံဘုံရဲ့ရခိုင်တိုင်းရန်တောင်ပိုင်းပင်လယ်ပြင်မှာလိုင်းလေထံပြီးတော့ရေပြင်းပြင်းလေးတိုင်းတော့ ဥပ္ပငါမဖြစ်တတ်နိုင်လို့ကံဒီကံဝေးရေရင်ငယ်များသတိပြုရန်လိုအပ်ပါသည်တဲ့နော်ဒီဒီယန်နဲ့ရောပုံမူအားကောင်းလာနိုင်ခြင်းရှိမရှိဆက်လက်ဆောင်ကြည့်လျက်ရှိပြီးထူးခြားပါကဆက်လက်တည်ရင်ထောက်ပြန်ပေးသွားမည်ဖြစ်ပါသည်လက်ရှိမှာပြီးခဲ့တဲ့ဇူလိုင်လလယ်ပိုင်းနဲ့ဩဂုတ်လလဇန်ပိုင်းတွေမှာမိုးသီးထန်စွာရွာသွန်းခဲ့မှုကြောင့်မြန်မာနိုင်ငံရဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးနီးပါးမှာရေကြီးရေချမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးလူဦးရေတိမ့်နေကြီးကရေဘေးအန္တရာယ်ကိုရင်ဆိုင်နေရတာဖြစ်ပါတယ် ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပလီပင်နယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအတင့်တင့်ရှိနေပါမယ်။မနက်ဖြန်ညနေဒီခမ်းမန်းကျမှာတင်းတင်းသာရီတိုင်းကချင်ပင်နယ်၊ရှမ်းပင်နယ်၊ကယားပင်နယ်၊ကရင်ပင်နယ်နဲ့မွန်ပင်နယ်တို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပင်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပင်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးမကွေးတိုင်းဒေသကြီး၊ပြည်အရီတိုင်းဒေသကြီးနဲ့ချင်းပင်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ရွာရန်ယာနှုံးပြဖြစ်ပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းသင်းသင်းရှိနေမှာဖြစ်ကနောက်နေ့အတွက်ခံမှန်းချက်ကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးပူလာနိုင်တယ်လို့သိရပါတယ်